အွန်လိုင်းမှာတင်ထားတဲ့ဗီဒီယိုတွေကတလောက်အသုံးဝေလိမ့်မယ်လို့မတင်ထားခဲ့ပါဘူး။ဓာတ်တုံးနေတယ်ဆိုလို့ရှင်တော့မသွေးပဲနဲ့စားဆိုရမှုဖြိုးပြီးတော့မှအပေါ်ကနေရှလကာလေးလောင်းပြီးတော့ဆယ်မိနစ်လောက်ထားပြီးတော့တုပ်ပေးလိုက်မယ်ဆိုလို့ရှင်တော့အစ်စ်လိုဖြစ်သွားမှာပါ။ဂိမ်းမုံစားခြင်းနဲ့ဆိုလို့ရှင်အပေါ်ကနေပလတ်စတစ်ခွာလိုက်တဲ့နေကမှားနေပါတယ်။တကယ်တော့ဂိမ်းမုံဘူးကိုဇောက်ထိုးလေးထားပြီးတော့စားပြီးရမှာဖြစ်ပါတယ်။ဒီလိုဆိုရင်တော့ပြုတ်ကြမှလေးစိတ်ပူစရာမလိုတော့သလိုလက်ကလည်းမငင်ပတ်တော့ပါဘူး။ အင်းချက်တဲ့ခါမှာလက်သေးရှိတဲ့သူတွေဆိုရင်ကျက်သွမျိုးခွာရဲ့အရန်ကိုအခက်တွေ့ပါတယ်။ကျက်သွမျိုးကိုအလဲကောင်နဲ့တဝဲလှီးပြီးအပေါ်ကနေအခုလိုဖိချပေးလိုက်မယ်ဆိုတော့အခွန်ခွာပြီးသားဖြစ်သွားမှာပါ။အရန်ကိုမိုက်တာကြောင့်လိုက်လို့ကြည့်ကြပါ။ကျက်ဦးကောင်နဲ့အနှစ်ကိုခွဲလို့မရဘူးဆိုရင်တော့ဒီလိုလေးလုပ်ကြည့်ပါ။ကျက်သွမျိုးကိုလက်မပုတ်ပြီးတော့အနှစ်လေးကိုဆွဲယူလိုက်မယ်ဆိုရင်တော့အလွယ်တကူပါလာပါလိမ့်မယ်။အွန်လိုင်းကနီလန်းလေးတွေကတကယ်ကိုလွယ်ကူတာကြောင့်လိုက်လို့ကြည့်ကြပါခင်ဗျာ။ပကန်ဒီထက်နေမယ်ဆိုလို့ရှိရင်အရန်ဆွဲခွာလိုက်ရင်ပကန်ဒီကွဲသွားနိုင်ပါတယ်။ ဗကန်လုံးကိုရေနဲ့ဆေးချပေးလိုက်မယ်ဆိုလို့ရှင်တော့အလွယ်တကူခွာလို့ရသွားမှာပါအရင်မိုက်ပါတယ်လက်သေးညရဲ့လက်သေးလေးတွေအောက်ကိုချပြီးတော့ပေးပွားနေတာမှကြက်ရင်တော့တိတ်လေးနဲ့ကပ်ပြီးတော့ညက်မယ်ဆိုရင်လက်သေးတွေပေးပွားမှလည်းကြောက်စရာမလိုတလို့တန်ရှင်းရေးလည်းလုံးစရာမလိုပါဘူးအရင်ကွန်ပိုက်တာကြောင့်လူတိုင်းအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်သူများတွေကျေဥပြုတ်မယ်ဆိုရင်အနစ်မပေါက်သွားပေမဲ့ကိုကိုတိုင်ပြုတ်လို့ရှင်တော့အနစ်တခြားအကတခြားဖြစ်နေတတ်ပါတယ်ကျေဥမပြုတ်ခင်မှာဇုံလေးကိုစီလေးတုပ်ပေးပြီးတော့မှကျေဥလေးပြုတ်မယ်ဆိုလို့ရှင်တော့အခုလိုကျေဥလှလှလေးရရှိမှဖြစ်ပါတယ် ီကောင်လေးက24နာရီလုံးလုံးငါးအဝများဖို့ချောင်းမမအေးလေးတလုံးဆောက်လိုက်ပါတယ်။ကောင်လေးကအိမ်ကနေလာပြီးတော့ငါးမြရတာအာမရလို့ချောင်းနာမကိုရဲအေးလေးတလုံးဆောက်လိုက်ပါတယ်။နီလမျိုးစုံနဲ့ငါးမြရတာနဲ့ရှင်ကောင်းလေးကတနည်းအားမဆောက်ပြီးငါးမြရတာပို့သဘောကြပါတယ်။သူကတဘာဝပတ်ဝန်းကျင်အေဂျင်တာရပြီးငါးမြကြီးရှိတဲ့ချောင်းလေးကိုရွေးချယ်လိုက်ပါတယ်။ချောင်းရဲ့အောက်ပိုင်းမှာအိမ်လေးတစ်လုံးဆောက်လိုက်တာနဲ့တနည်း365ရက်စာမပြတ်မကွက်ပဲငါးမြလို့ရပါပြီ။ဒီအိမ်မက်တွေလက်တွေ့ကြလာဖို့ဆောက်လိုက်တဲ့အိမ်လေးကလိုအပ်တဲ့ပစ္စည်းစုံစုံလင်းလင်းရှိပြီးနေလို့ကောင်းရပါမယ်။ အခုသူစောင့်နေတဲ့အိမ်လေးဆိုမဆိုပါဘူးအကုန်လုံးတသားနဲ့စောက်ထားပြီးအရန်ခိုင်မာပါတယ်နောက်ဆုံးအမိုးမမိုးကလေးတထက်ခင်းပေးပြီးငါမြအိမ်လေးအကြံပြင်းပြီးသွားပါပြီဒီနေရာကမိုးလဲသိမ့်မရတဲ့အတွက်မုန်တိုင်းတွေကိုသိစေပူစရာမလိုပါဘူးအဲဒါကြောင့်မို့လို့အိမ်ဆောက်တဲ့အခါရိုးရှင်းပြီးကြည့်လို့ကောင်းတဲ့ဒီဇိုင်းကိုတုံရင်ရပါပြီလယံနေရန်နာတွေလည်းအဆုံရှိပါတယ်ဒီဇိုင်းဆွဲထားတဲ့အရာတိုင်းဖြတ်လိုက်ရင်အရွယ်အစားအသင့်နဲ့ရှိတဲ့တကားပေါင်လေးတစ်ခုရလာပါပြီလုံးဝဖြတ်ချလိုက်တာမဟုတ်ဘဲဖြတ်ထားတဲ့အပိုင်းကတကားရွက်တစ်ခါတည်းဖြစ်သွားပါတယ် အဲ့ဒီဇိုင်းကအချိန်ကိုလူပင်ပန်းအများကြီးတက်တာသွားတဲ့အတွက်ကျွန်တော်အရင်လေးစားပါတယ်။ကောင်းလေးသားတကားတယ်လို့ရတာအမရဘူးဆိုရင်သိပ္ပံပညာရှင်လည်းဖြစ်သွားနိုင်ပါတယ်။ခေါင်းမိုးပေါ်မှာလည်းရေတွေကိုဆုပ်ယူဖို့ရင်းညစ်အများကြီးခင်ထားလိုက်တယ်။အခုဆိုကောင်းလေးရဲ့အိမ်ကကြည့်လို့ကောင်းပြီးအရင်အသုံးဝင်ပါတယ်။ကောင်းလေးရုပ်ကိုကြည့်ရတာနည်းနည်းကြမ်းတမ်းပေမယ့်သူ့လုထားတဲ့အိမ်ကတကယ်ကြည့်လို့ကောင်းပါတယ်။ပုံနေတဲ့တက်သားတွေကိုတုံးပြီးအိမ်ထဲမှာကတင်းလေးတစ်လုံးလုံးလိုက်ပါတယ်။ဒီနီယောက်ခင်းလေးဆိုကောင်းလေးနဲ့အရင်လိုက်ဖက်ပါတယ်။ ဆူဆူနေတဲ့ဒေတာဖြစ်တဲ့အတွက်အပူပေးဖို့နဲ့ဟင်းချက်ဖို့မိဖို့တလုံးကိုယူလာလိုက်ပါတယ်မိဖို့လေးလည်းရှိပြီဆိုတော့ငါးမြအိမ်ဒီလည်းပြည့်စုံသွားပါပြီကောင်းလေးကလည်းအထဲဝင်ပြီးတော့စိန်ခန့်ချင်နေပြီမိလေးမွေထားပြီးငါးမြဖို့ပြင်ဆင်လို့ရပါပြီတကယ်ငါးမြရမယ့်နေရာကသူဖြတ်ပြထားတဲ့အပေါက်လေးပါနော်အလို့ဆိုရင်အိမ်ပြင်အောင်ထွက်စီရမလို့ပဲငါးမြလို့ရပါပြီဖော်တုံးလေးကိုပုတ်ပြီးရင်မနဲ့ပြင်အမှောင်ချလိုက်ရင်ငါးမြရတာပိုလွယ်ပါတယ်ဒီကောင်လေးငားများတာအောင်မြင်မလားဆိုတာကိုအတူတူစောင့်ကြည့်ကြရအောင်နော်။ကောင်လေးကတော့ပန်းသီးတလုံးကိုက်ပြီးအေးအေးဆေးဆေးစောင့်နေပါလေ သူအေးပျော့နေတဲ့အချိန်မှာခေါင်းလောင်းလေးမိလာပြီးနောက်ဆုံး၅ကြော့တပွဲရသွားပါတယ်